မင်္ဂလာပါရှင်ခသစ်တယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။စင်ပောင်ဝဲရှိစစ်တပ်ရဲ့ကားဘဆဆက်တောင်းကို100ခုနဲ့မမရှော့တိုက်တုံး10လုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုစက်ရုံများထိမှန်ခဲ့ပြီးထိခိုက်မှုအများပြားရှိရဲဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မကွေတိုင်းစင်မဝဲမြို့နယ်ရှိအကျန်းဖက်စစ်တပ်ရဲ့ကပ္ပဆဆက်တောင်းကိုတရားခွင်မမရှော့လိုက်တုံးဆယ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာစစ်ရုံများထိမှန်ခဲ့ပြီးထိခိုက်မှုအများကြီးရှိရလို့ BWM ဖွဲ့မှတာဝန်ရှိသူတောင်းကပြောပါတယ်။ April 25ရက်နေ့ည7:00နာရီကမှမကွေတိုင်းစင်ပန်ဝဲမြို့နယ်ရှိအကျန်းဖက်စစ်တပ်ရဲ့အမှတ်ဆက်တောင်းကကွေပစ္စည်းစက်ရုံကပ္ပဆဆက်တောင်းကိုတွန်လိုင်းတပ်ဖွဲ့တွေကတရားခွင်မမရှော့လိုက်တုံးဆယ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းရှော့တိုက်တုံးဆယ်လုံးစလုံးအရေးပါတဲ့ Primer ဆက်ရုံအပါအဝင်အခြားဆက်ရုံများကိုထိမှန် ောက်ကွက်ခဲ့ပြီးထိခိုက်မှုများပြားရှိကြောင်းအဲ့ဒီထိခိုက်မှုက BWN နဲ့မဟာမိတ်အဖွဲ့တွေက BWN Mission 34အနေနဲ့လှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဆိုပါကပ္ပစ73ကပြည်သူများကိုတပ်ဖြတ်ရမှာစစ်ရှုံးစစ်ကောင်စီအဓိကအသုံးပြုနေတဲ့အသေးစားခြိစမ်းမအစားအကြီးအစားလင်းရင်ပုံတိများဒီပြုလုပ်ရမှာအဓိကအသုံးပြုရဲ့ Dinoritai and Prima အစပြုရန်တွေကိုအဓိကထုတ်လုပ်ပေးနေတဲ့အရေးပါဆုံးကာကွယ်ပစ္စည်းစက်ရုံဖြစ်ကြောင်းသိရပါတယ်။ အကြံဖက်စစ်ကောင်စီရဲ့လက်နက်ခရမ်းထုတ်လုပ်ရမှာကြီးစံမှစပြီးလက်ပစ်ပုံနဲ့မစ်လိုက်များဒီကမ္ဘာစ73ရဲ့ primer စက်ယုံများမှာထုံလို့တဲ့ primary ကိုအသုံးပြုရတဲ့အတွက်အဲ့ဒီစက်ယုံပြည့်စည်ပါက၎င်းကွန်မီကိုပြီးထုံလုံနေတဲ့ကပ္ပစ၃၊ကပ္ပစ၅၊ကပ္ပစ၇၊ကပ္ပစ၁၂၊ကပ္ပစ၁၅၊ကပ္ပစ၁၇နဲ့ကပ္ပစ၂၁တို့ရဲ့ထုံလုံမှုတွေထိခိုက်မှာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကတော့ကပ္ပစကိုတိုက်ခိုက်ခံရတဲ့ပုံစံမပအောင်လက်နက်ကြီးတွေနဲ့ပြန်ထုနေပြီး short light တုံးပစ်ခံရလို့ကြားရတဲ့ပောက်ကွဲတန်တွေကိုတိုက်ပွဲဖြစ်လို့အတန်တွေထွက်နေသလိုလိုလုံနေရလို့သိရပါတယ်။ကပ္ပစ၁၃ကိုပြစ်နိုင်တာကကျွန်တော်တို့အတွက်အင်မတန်အားရတဲ့ mission ဖြစ်တယ်လို့ကျွန်တော်တို့ຫນွေဦး ော်လိုင်းအင်အားစုတွေအတွက်လည်းကြီးမားတဲ့အထောက်အကူဖြစ်တယ်လို့ယုံကြည်ပါတယ်လို့ BWN ဖွဲ့မှတာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုကို Brace Warrior for Myanmar BWN ဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Shadow အညာ No More Distortion NMD အဖွဲ့ Eager Bridge အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးညမီကန်အပါမင်းလာ PDN နဲ့ People Independent Army PIO PIN ဖွဲ့တို့မှလည်းအားဖြည့်ကူညီခဲ့ကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုံအရင်ငွေရီဘယ်ကရမလဲဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကင်စိန်လုပ်ငန်းကြီး BC တလောက်ဖြစ်သွားပြီးငလင်ပြီးလူတို့ဖို့ကလာလက်တန့်သောမုတ်တုံမိုးရီထံကိုရွက်ပြင်တဲများအောက်မှတန်းကျက်ခံရဖို့ရှိနေပါတယ်။အလင်းတန်ခံရတဲ့ပြည်သူ2600ကျော်အနက်ကလေးငယ်များတက်ကြီးရုံများပါဝင်4200ကန်ကမိုးရသည့်အတွင်းအဲ့ဒီလိုနေကြဖို့ရှိတယ်လို့သတင်းတွေကဆိုပါတယ်။ အားလုံးအတွေ့အကြံမှာတော့စီးပွားရေးပြည့်စည်ပြိုလဲနေတဲ့ကြားမှာဘလို့များပြန်လဲတိဆောက်နေပြီးနလန်ထူလာနိုင်မလဲဆိုတာမိကုံကအဖြေမရှိပဲခြားခြားလဲနေကြပုံရပါတယ်။မင်းအောင်လိုင်ကတော့နေပြည်တော်ရှိရုံအဆောင်များကိုမော်ဂျူလာပုံစံမျိုးအပိုင်းခွဲပြီးကြစ်ကြစ်လစ်လစ်တိဆောက်သွားမယ်လို့ရေဇန်ထွန်းလာကလွင်ရင်တခြားပါလုံးမယ်ဆိုတာခေါင်းထဲရှိပုံမရသေးပါဘူး။အမေရိကန်ဘူမိပေဒါအတင်းကြီးမှာစီးပွားရေးရပြည့်စည်ဆုံးရှုံးခဲ့မှုတွေကတနိုင်ငံလုံးရဲ့ထုတ်လုံနိုင်မှုပမာဏထက်များစွာကျော်လွန်နေတယ်လို့ခန့်မှန်းထားပြီးဖြစ်ပါတယ်။အဲ ့အတွက်အားလုံးကလည်းမင်းအွန်လိုင်းပါဆက်လုံမနေဆိုတာကိုစောင့်ကြည့်နေပါတယ်။ပျက်စီးဆုံးရှုံးသွားတဲ့ပမာဏကိုကြည့်မြင်စဉ်နိုင်ငံတကာအကူအညီများအလုံးအရင်ရမှသာဖြစ်နိုင်ခြေရှိတယ်လို့ဗြိတိရှသံမတ်ကြီးဟောင်းနဲ့တာဝန်ရှိစီဝိုင်းလုပ်ငန်းဆိုင်ရာမြန်မာစင်တာမှဒရိုက်တာမက်ဆက်မာတင်ပုံမင်းကမြန်မာနောက်ကိုပြပြခဲ့ပါတယ်။ရမယ်ဆိုရင်တော့အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများပြပမှစေတနာအလူရှင်များစစ်ကောင်စီရဲ့ဘတ်ဂျက်ထဲမှာသာဖြစ်နိုင်တယ်လို့ထောက်ပြသွားပါတယ်။ ဒီလိုပြန်လဲတိဆောက်ရမှာလဲပုဂ္ဂလိကများဘက်ကရှုံချီမှုနဲ့အကောင်ဘက်ကရှုမြင်တတ်ဖို့လဲလိုအပ်နေပါတယ်။မန္တလေးရဲ့စီးပွားရေးအနေအထားကိုကြည့်မယ်ဆိုရင်ဒီအကြောင်းချင်းရနဲ့ရလုံးပျောက်ကွယ်နေပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့လဲဒီအတိုင်းဖြစ်နေရလို့ဆိုပါတယ်။သူ့ရဲ့အမြင်ကဆိုရမယ်ဆိုရင်တော့ဖြစ်လာမှာမဟုတ်ဘူးလို့မှတ်ချက်ပြုသွားပါတယ်။မြမအရေးသူတည်ဒီဒေးဗစ်ကော်မတီဆန်ကလဲဒီအတိုင်းပဲရှုမြင်ခဲ့ပါတယ်။ငွေရီဘယ်ကရမလဲဆိုတာတဲတဲကွယ်ကွယ်မရှိလာဘူးလို့ဆိုပါတယ်။လက်ရှိအနေအထားတိုင်းဆိုရင်မြမကအကိုပါသာကိုဖြည့်ရှင်းရတော့မယ်လို့၎င်းရဲ့ ထင်မြင်ချက်ကိုထုတ်ပြောလာခဲ့ပါတယ်။လက်ရှိမှာစစ်ကောင်စီကဒီအကြောင်းတွေကိုခေါင်းနဲ့ထည့်ထားပုံမရသေးပဲလက်ရှိ PUV ရဲ့ဖြစ်နေမှုမြည်တုံမြည်ပုံမျက်ထုတ်ရမနည်းဆိုတာကိုသာခေါင်းတွေအရင်ရောက်လာတယ်လို့တော်လိုင်းအုပ်စုတွေကပြောဆိုခဲ့ပါတယ်။ငလင်တန်ခံရပြီးလူထောင်ပေါင်းများစွာပြင်မိနေတာကိုအသေးအတန်ကန့်ထုတ်နေရချိန်မှာမြည်တုံများအရှိမကြည့်ရဲ့ဒေသတွေဆွနေပွဲကိုမပြတ်မကွက်သွားခဲ့တာကပဲတိတာထင်ရှားနေပါတယ်။၎င်းရောက်လာတာကိုကြည့်ပြီးကြံခေါင်းဆောင်တွေရောက်တန်းအတော်ဖြစ်နေကြတယ်။၎င်းတို့သာသူ့နေရာမှာရှိရဲဆိုရင်လာဖို့စိတ်တောင်ကိုရဲကြမ မှာမဟုတ်တာကြောင့်လည်းဖြစ်ပါတယ်။မင်းအောင်လိုင်ကောင်းထဲမှာရှိနေတာကဒီလိုသွားပြီး၎င်းပြင်ရောက်အောင်စစ်တပ်ကိုရှုံးကြည့်လို့ရလောက်တယ်လို့သာတွက်နေပြီးရှုံးကြည့်မှုအပြင်းနဲ့ထွက်လာခဲ့ခြင်းသာဖြစ်တယ်လို့မေတီဆန်ကဆိုပါတယ်။ငလင်ကြီးပေါ်မြည်သူပြောရမလဲဆိုတာကိုထိန်းချုပ်ထားနိုင်စွမ်းရှိရင်ရှောင်းလာမဲ့လူတွေကလည်းမြည်သူထိန်းချုပ်ထားရမယ်နိုင်ငံတကာအကူအညီများမဆိုင်မတော်တောင်းခံလိုက်ခြင်းဖြင့်လူတို့အမြင်မှာရှက်ရှက်ရှော့ရှော့ကူညီကြတော့မယ်လို့အထင်ရောက်လာနိုင်တယ်။ပြည်ပရဲ့အတိမတ်ပြုခြင်းကလည်းပြန်ရလာနိုင်တယ်။ဒီလောက်နဲ့လောလောဆယ်လုံလောက်ပြီလို့သာရှူဆနေရဲ့လို့ပြောပါတယ်။မင်းအောင် ိုင်းကဆင်ရဆွဲကောင်တအူးသားဖြစ်ပြီးအချင်းထောင်မှသာရှိတဲ့လူမျိုးမျိုးမတမ်းမညာလွန်လွန်ကဲကဲမြောက်စားခြင်းကဘလို့မှမဖြစ်တင်ဘူးလို့ဆိုပါရယ်၎င်းတို့ရဲ့လုံရက်ကနိုင်ငံတကာဥပဒေများဖွဲ့စည်းများပေါ်လေးစားသမှုရှိတာကိုပြသနေပြီး၎င်းတို့လုံရက်ကနိုင်ငံတကာဥပဒေများအဖွဲ့အစည်းများပေါ်လေးစားသမှုမရှိတာကိုပြသနေပြီးမင်းရောင်လိုင်းကိုလည်းဆက်ပြီးတက်ဖြတ်ဖို့တိုက်တွန်းသလိုဖြစ်သွားခဲ့တယ်လို့ထင်မြင်မိကြောင်းရေးသားထားပါရယ် ဒီအတွက်ကြောင့်လေမင်းအောင်လိုင်ကပို့ပြီးရေးတင်လာပြီးအပြင့်ရထားရဲလို့လူသိရှင်ကြားကြေညာထားတော့လဲပြောင်ပြောင်တင်းတင်းပဲချိုးဖောင်ရဲလာခြင်းလည်းဖြစ်ပါတယ်စစ်မြေပြင်ရှင်၎င်း၏တစ္ဆာခန်းကြီးကလည်းအပြစ်ရည်ဆိုတာကဆောင်ရွက်ပေါ်မှာသာရှိတာကိုကောင်းစွာသိထားကြပြီဖြစ်ပါတယ်ကုလသမဂ္ဂမှာအကြင်မြီမြည်၍ချိုးဖောက်ခဲ့သည့်အပြစ်မဲ့အရသားများမြည်မြတည်ဆုံးခဲ့သည်ဆိုတာကိုအတီးကြထုတ်ပြန်ထားတော့လဲအခုချိန်ထိဘသူတအုပ်တယောက်ကမှပြစ်တင်ရှုတ်ချခြင်းမျိုးမရှိပါဘူးအာရခတက်တော်ရဲ့သတင်းထုတ်ပြန်ချက်မှာမြင်းငလင်းကြီးအပြီးသုံးပတ်အတွင်းရခိုင်ပြည် ီနယ်တစ်ခုထဲမှာပဲဘုံလုံးရင်400ကျော်တဲချခဲ့တယ်လို့ပါရှိလာပါတယ်အထူးကအဖြစ်ကြောက်ဖြူကြောက်တော့တောင်ကိုစစ်တွေပေါက်တော်မျိုးနဲ့များကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အားလုံးကနိုင်ငံနဲ့ပြည်သူများအတွက်ရှင်လေးနေကြချိန်မှာမင်းရောင်လိုင်းနဲ့အဖွဲ့ကတော့ business as usual ဖြစ်ပါတယ်အပြစ်ခတ်ရက်စဲပြီးစည်ရေးလှုပ်ရှားမှုတွေရပ်တန့်ကအရင်းမြစ်များကိုလူသားချင်းစာနာကူညီပေးရေးပတ်ဦးတည်တော်လဲဒီလိုဖြစ်မလားလို့လူခွင့်ရေးဆိုင်ရာကုလယုံရဲ့မြန်မာအကြီးကဲဂျိန်းရိုဒီဟေဘာကဆိုပါတယ်တနက်တကျပြစ်တန်ကြာယုံများနဲ့ပုံကျဲတိုက်ခတ်မှာဆိုတဲ့အပြစ်ခတ်ရ ဲ့စည်ရင်မျိုးလာလို့လည်းမေကွန်ထုတ်လိုက်ပါတယ်။ဒါပေမဲ့ကူညီကင်စည်လုပ်ငန်းတွေမှာတိတိတသားပြကွက်နေကြတော့လဲရုရှားရဲ့ဒုတိယကမ္ဘာစစ်အောင်ပွဲရာအထိမ်းအမှတ်မှာပါဝင်ဆင်နွှဲလာဖို့လက်ရည်စင်ရွေးထုတ်တီးကျင့်ပြီးမှသာတပ်ဖွဲ့တပ်ဖွဲ့ကိုမော်စကိုကိုဆေးလွတ်လိုက်ပြီးဖြစ်ပါတယ်။လက်ရှိမှာတော့စစ်ဘုတ်ချုပ်တွေကတသက်နဲ့တကူခန်းစားခဲ့ရဘူးခြင်းမရှိတဲ့အကြောင်းတရားတွေက၎င်းတို့တွေ့ရမှာလီးနှစ်လုံးလုံးစီးစင်းလေပတ်နေပြီဖြစ်ပါတယ်။တစ်ချိန်မဟုတ်တစ်ချိန်တွန်လိုင်းဖွင့်များချင်းချင်းစူးစီးညီညွတ်ပြီးစစ်မျက်နှာစုံနဲ့တိုက်ခိုက်လာရင်တင်းနေကဗျူဟာမှာဆင်ရတဆူဖြစ်တဲ့ စွန်စူးတောင်၎င်းတို့ကိုကဲနိုင်မှာမဟုတ်ဘူးဆိုတာကိုလည်းသတိထားမှာဖြစ်တယ်လို့ရှင်းသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။ဆလဘီကရနူပုံမဲ့လက်နက်များကိုဗန်ကောက်မှာထိုင်းရဲတပ်ပွဲထမှန်ဖန်ဆင်းရဲကြောင်းတင်ဆက်ပေးပါမယ် ထိုင်းနိုင်ငံဘန်ကောက်မြို့လန်စင်ခရိုင် ထုံးဆောင်ဟုံမြို့နယ်ကကွန်ဒိုမီနီယံအခန်းတစ်ခုမှာကရင်မျိုးသားစီယုံ KNU ပုံမဲ့လက်နက်ခင်းရများကိုအေပီလ25ရက်နေ့မှာထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ပါတယ်။ထုံးဆောင်ဟုံမြို့နယ်ချိန်ဝေါ်ဒရာဆနလန်သွဲနှင့်ရှိကွန်ဒိုမီနီယံအခန်းတစ်ခုမှာစစ်လက်နက်များတိုးဝတ်ထားတဲ့ဆိုတဲ့သတင်းအရထုံးဆောင်ဟုံရဲစခန်းမှာဝင်ရောက်စီးနှင်းရှာဖွေခဲ့ရမှာလက်နက်နဲ့ကြည်ဒက်များပြားကိုဖမ်းဆီးရမိကြောင်းသိရပါတယ်။အဆိုပါကွန်ဒိုမီနီယံမှာနေထိုင်သူတွေကအေပီ12ရက်ကစပြီးအခန်းမှာထွက်ခွာသွား ူတွေဖြစ်ပြီးအခုချိန်ထိပြန်မလာသေးကြောင်းကွန်တိုအဆောင်ရဲ့တာဝန်ရှိသူတွေကပြောကြားခဲ့တယ်လို့ထိုင်းသတင်းဌာနရင်းရဲ့ဖော်ပြချက်အရသိရပါတယ်။ AB 23ရက်နေ့ကချင်းမိုင်ခရိုင်မဲဟောင်ဆောင်ခရိုင်တွင် KNU ထံပေါ်မဲ့စစ်လက်နက်တွေနဲ့အတူအမျိုးသားနှုတ်ကိုဖမ်းမိခဲ့တဲ့နောက်ဆက်တွဲမှုဖြစ်ကြောင်းသိရပါတယ်။အဆိုပါမျိုးသားနှုတ်ကချင်းမိုင်ခရိုင်မြို့နယ်တမ်ပူအိမ်ရက်ွက်မှာတနက်များကိုမဲဟောင်ဆောင်ခရိုင်ရှိကရင်မျိုးသားစီယုံဖွဲ့ကိုပို့ဆောင်ဖို့ငားရင်ချင်းခံခဲ့ရကြောင်းဝန်ခံပါတယ်။အခုဘက်ကမှဖမ်းဆီးရမိတဲ့လက်နက်များကိုလည်းကရင်မျိုးသားစ ီယုံ KNU ဖွဲ့ကိုပို့ဆောင်ဖို့ထုတ်ပြန်ပြင်ဆင်နေပြီဖြစ်ကြောင်းထိုင်းရဲ့တပ်ဖွဲ့ကထုတ်ပြန်ထားကြောင်းသတင်းမှာဖော်ပြပါရှိပါရရှင်။